အန်ဒီအစိုးရကလီလေးအစိုးရလို့ပြောထားတယ်အခုလေးစုများလုံးပဲမင်္ဂလာပါဒါကတော့တော်လေးရောက်ပြီးပွားပြသွားတယ်စီဒီယန်ကဘာတူပဲဖြစ်ပါတယ်ပြောတဲ့စကားတွေကတော့ပောက်ပန်းလေးတဲ့အုံတော်မရှိချီပရင်းစကားတွေပဲဖြစ်ပါတယ်တော်လန်ရေးဘက်ကအောင်မြင်မှုများလာလေလေ NUG ကအခုဝန်ထမ်းတွေကိုလာကပေးဖို့ကျွန်တော်တို့လုပ် CDM လုပ်တဲ့ဝန်ထမ်းတွေကိုလာကပေးဖို့ကျွန်တော်တို့အစီအစဉ်သူတို့ကလေချောင်းတိုက်ခိုက်မှုပိုများလာလေဖြစ်တယ်လို့ ပြောမှာပါရှင်သူတို့က NUG အစိုးရကလေတွေကအစိုးရလို့ပြောထားတယ်အခုသူတို့ကလည်းလေတွေကတိုက်စစ်စင်အောင်ကလွေလို့ကုံချောင်းအနေနဲ့သူတို့လုံးဝမလာရတော့ဘူးဒါကကျမတို့နေမျိုးဘလောက်ပိုင်ဆိုးတယ်ဘလောက်ရတယ်ဆိုတာအတွက်အဖြေဖြစ်နေပြီရှင်ကျွန်တော်ပြောချင်တာကတော့လူဆိုတာကိုယ်ကိုမလိမ်ပါနဲ့အရင်ကအမှန်တိုင်းမြင်ပါရစီဖွင့်နောက်ဖွင့်ပါနှစ်ဖက်လုံးမပိတ်ပါနဲ့မြေပြင်မှာတမလို့ကသိုးသစ်စင်နေလားမစင်နေဘူးလားဆိုတာလူတိုင်းသိပါလေ ဖင်ပိတ်ပြီးတော့ line ပေါ်မှာပောက်ပန်း40လျှောက်ပြောမနေပါနဲ့မိဘပြည်သူများရှင်ကျမဒီနေ့ပထမဆုံးပေါ့နော်မိဘပြည်သူများပြပြချင်တာကအမေရိကန်နိုင်ငံရဲ့သတင်းလေးပါရှင်ကျမတို့ကကိုယ်နိုင်ငံမှာနေရဆိုရင်သူများနိုင်ငံမှာဘာဖြစ်နေလဲဆိုတာလည်းလှမ်းလှမ်းပြီးတော့ဆက်စုပါရပေါ့နော်အခုဆိုရင်အမေရိကန်နိုင်ငံမှာ Trump သမ္မတဖြစ်ပြီးတဲ့နောက်မှာ Elon Musk ကနေဦးဆောင်ပြီးတော့နိုင်ငံတော် budget တွေကိုစစ်ဆေးတယ်ပေါ့ရှင်စစ်ဆေးတဲ့အခါမှာသူတို့စီမှာလည်းနိုင်ငံတော် budget တွေလေးလွင့်ပြုံးတည်နေတာအများကြီးပဲပေါ်ပေါက်လာတယ်ရှင့် ပြီးတော့သူကဆိုရင်အခုဒီအစိုးရ budget တွေကိုစစ်ဆေးရတဲ့အခါမှာနောက်ထပ်အချက်တစ်ခုထပ်ပြီးတော့ပေါ်လာတယ်တဲ့အဲ့ဒါဘာလဲဆိုတော့အမေရိကန်နိုင်ငံမှာအစိုးရရဲ့အသေးစားစီးပွားရေးချိန်ခွင့်အစီအစဉ်ဆိုတာရှိရယ်ပေါ့နော် SBA လိုအန်လို့ခေါ်ပါရရှင်အဲ့ဒီကနေလည်းဆက်နေနေအောင်ကလေးငယ်3000ကျော်ကိုစုစုပေါင်းဒေါ်လာ330သန်းချင်းွေထုတ်ပေးထားတယ်ဆိုပြီးတော့ Elon Musk ကထုတ်ပေါ်ပြောကြားခဲ့တာဖြစ်ပါရှင့်အဆိုပါချင်းွေရရှိသူတွေအနက်မှာတဲ့အငွေဆုံးကလေးက6လရွယ်ကလေးပဲရှိပါတယ်တဲ့အဲ့ဒီကလေးဟာဆိုရင်ဒေါ်လာ3000ကျပ်ရရှိထားတယ်ဆိုတော့သိရပါရှင့် ဆိုလိုတာကတော့ရှင်နိုင်ငံတော်ဘတ်ဂျက်ကိုနှီးနှိုးဆောင်တဲ့လိန်ရခိုးကြတာအောင်ရှင်သူတို့စမှာတခိုးပေါ်သားတော့ခင်ဗျာတခိုးပေါ်သားတော့အမေရိကန်တွေကျမအရင်ထင်ကြီးခဲ့တာဟဲ့သူတို့လည်းခိုးတယ်နော်ခိုးကြရရှင်အဲ့လိုပေါ့နော်အဲ့လိုခိုးတဲ့ခါကျတော့ Elon Musk ကပြောတယ်ပေါ့နော်ကလေးတွေနာမည်အသုံးပြုပြီးတော့တဲ့ဒီလိုမျိုးပြုတ်လုပ်တယ်ဆိုတာမသိတော့ဘူးပေါ့နော်ကလေးတွေကစီးပွားရေးလုပ်ဖို့ဆိုတာအိဗယ်မှာမရှိရရှင်ဒီဒီကောင်းစင်ကအိဗယ်မရှိဘူးပေါ့နော်ပြီးတော့သူတို့စီမှာတစ်ခုရှိရလေလူတွေကိုရေးချက်လက်အားလုံးသူကနိုင်ငံတော်ကဟောက်ပုံတင်ထားတဲ့အတွက်ပေါ့နော်သူတို့အဲ့လိုမျိုးနိုင်ငံတော်ဘတ်ဂျက်ကိုလိမ်ပြီးထုတ်မယ်ဆိုရင်ဒီလိုစင်းနေရ ကြတော့ဒီလိုလူနာမည်တွေတင်ရတာများတယ်ပေါ့နော်အဲ့လိုကိစ္စတွေပေါ့ရှင်အဲ့ကြောင့်သူတို့စီမှာဆိုအသက်ဗာလဲ150ကျော်လူတွေထောက်ပံ့ခြင်းယူတာတွေရောအခုကလေးလေးတွေနာမည်တွေနဲ့ရောတင်မှာရှိနေနာမည်တွေသုံးပြီးတော့နိုင်ငံတော်ဘတ်ဂျက်တွေကိုထုတ်ယူတာပေါ့ရှင်အဲ့လိုပုံစံမျိုးပေါ့ဒါပေမဲ့ထုတ်ယူတာတွေကအသက်နဲ့လုံဆောင်ချက်နဲ့မကိုက်ညီဘူးပေါ့အဲ့လိုပုံစံမျိုးဖြစ်နေပါရဲ့ရှင်ဒီတော့အမေရိကန်အစိုးရနေပြီပေါ့နော်ဒီဖြစ်စဉ်ကိုစုံစမ်းစစ်ဆင်မယ်ဆိုပြီးကြေညာထားပါရဲ့ရှင်နောက်ဆိုရင်လည်းဈေးကွေရှောက်ထားမှုနဲ့ပတ်သက်ပြီးတော့ပုံမတင်ချက်တဲ့ကိစ္စတွေဆောင်ရွက်ဖို့အတွက်ရှိရဲ့လို့သိရပါရဲ့ရှင်အဓိကကတော့ဒီလိုမျိုးပေါ့နော် လိုမျိုးပေါ့ရှင်နိုင်ငံတော်ကနေဘတ်ဂျက်ကိုအသုံးပြုတဲ့အခါမှာတို့လေလွင့်နိုင်ဖြစ်တဲ့အတွက်တို့ဟာဆိုရင်အနာဂတ်မှာဘဏ္ဍာရေးပြဿနာတွေဖြစ်စေနိုင်တယ်ပြီးတော့အစိုးရရဲ့အရေးပေါ်အကူအညီငွေတွေကမတရားထုတ်ယူကြတဲ့အတွက်ပေါ့နော်တကယ်လိုအပ်လာတဲ့လူတွေရှိရခါကြလို့ရှင်မလောက်မှားတဲ့ကိစ္စတွေဖြစ်လာနိုင်တဲ့အတွက်ဒီလိုမျိုးသူကရှာဖွေဖော်ထုတ်ရတယ်ဆိုပြီးတော့ပြောကြားထားပါတယ်ရှင်ဒီတော့တို့နိုင်ငံမှာလည်းအကိုတွေပေါ်သားပဲပေါ်သားပဲပေါ့နော်ဒီတော့ကျွန်မနိုင်ငံလေးနဲ့လည်းနှိုင်းရှင်ရမယ့်ကိစ္စလေးခုရှိလာပါပဲရှင်ကျွန်မနိုင်ငံမှာဆို NND လက်ထက်မှာလည်း ဘတ်ဂျက်လေးလွှဲမှုအများကြီးဖြစ်ခဲ့ပါရှင့်အဲ့ဒီဘတ်ဂျက်လေးလွှဲမှုတွေကနေပြီးတော့ကျွန်မထူးခြားထင်ရှားတဲ့အမှုလေးတစ်ခုကိုပြောပြချင်ပါတယ်ဒီမှုလေးကတော့တရားဝင်ကိုအကတိမှုနဲ့အရေးယူခြင်းခံခဲ့ရတဲ့အမှုလေးတစ်ခုကိုကျွန်မအခုကိုထောက်ထောက်ပြတာပေါ့နော်အမှန်အမှုကအများကြီးပဲအများကြီးပဲတစ်ခုထောက်ထောက်ပြတာအဲ့ဒါကတော့တဲနာရီတိုင်းဝင်ကြီးဟောင်းဖြစ်တဲ့ဒေါက်တာဒေါ်လက်နဲ့လက်လက်မော်ကိုအားလုံးကမှတ်မိကြမယ်လို့ထင်ပါရှင့်သူ့ဆိုရင်အကတိလိုက်စားမှုကော်မရှင်ပေါ့နော်အဲ့ကော်မရှင်ကနေပြီးတော့2019ခုနှစ်မတ်လမှာတရားစပြီးတော့ဆွဲခဲ့ရခြင်း ဒီ energy trap မှာဆိုရင်အဂတိမှုရဲ့ပတ်သက်ပြီးတော့တော်တော်ထင်ပေါ်ကျော်ကြားသွားတဲ့အမှုတွေမှာပါပါရရှင်။ဒါဖြစ်ရင် energy လက်ထက်မှာလည်း energy အဆိုရင်ဒီ aggregate လိုက်စားမှုတွေကိုပေါ့နော်တိတ်ချာချာကိုဖိဖိစီလုပ်မယ်ဆိုပြီးကြွေးကြော်ပြီးတက်လာတဲ့ဆိုတာဖြစ်တဲ့အတွက်ဒီလိုမျိုးအမှုတစ်ခုလောက်ကတော့ရှိတင်တယ်လေ။ helicopter မှာဒီလိုဆောင်ချက်တစ်ခုလောက်ကတော့ရှိတင်တယ်ရှင်။ရှိလဲရှိခဲ့တယ်ပေါ့နော်ဒီတော့ဘယ်လိုဖြစ်ဖြစ် energy တက်ခဲ့တဲ့ကာလမှာဆိုအဂတိမှုတွေကတရားဝင်ဖြစ်စီတရားမဝင်ဖြစ်စီဟိုကြော်ကြတာဖြစ်စီမကြော်ကြတာဖြစ်စီညှိနှုံးဆောင်လည်းဖြစ်ခဲ့တာတော့အမှန်ပဲရှင်။ဒါအောင်တချို့မိပါပြီလို့လည်းမခံချအောင်ပေါ့နော်။ ဟိုနိုင်ငံဒီမှာကနိုင်ငံတော်ဘတ်ဂျက်ကိုလေလွင့်ပြုံးတိအောင်လုပ်တဲ့သူတွေဆိုတာရှိရဲ့ရှင့်သူတို့ဖြစ်မှာဆိုရင်အဲ့ဒီတာတာတော်လက်မော်ဆိုရင်လည်းအလိုပဲသူကျุလွန်ခဲ့တဲ့အမှုတွေကနမဲကြီးရဲ့အမှုဆိုရင်တဝဲလေရင်ကွင်းခြုံရှင်းတာတင်းလေးတောင်ဆိုတာလေကိစ္စအဲ့ဒီကိစ္စအပါဝင်ပေါ့နော်တင်းလေးတောင်ဒါမဲ့အဲ့ဒီခြုံရှင်းတဲ့ကိစ္စလည်းအလိုပဲတကယ်ကုန်ကြတာသိရှိရပဲတဲ့အဲ့တော့အကတိကော်မရှင်ကလိုက်တဲ့ခါကျတော့ပေါ်လာဝက်ရှင်းပေါ်တဲ့ခါကျတော့တကယ်ကုန်ကြတာသိရှိရပဲသူချပေးလိုက်တဲ့သူကကျတော့သူ့ကိုတကယ်မအဲ့လိုပေါ့ရှင်တကယ်မသူတို့ဇလန်းနေပေါ့အဲ့ခါကျတော့ ဒါသူတို့ပေါင်းစားတာပေါ့နော်အဲ့တော့ပိုးတဲ့ပတ်စံပြန်ပေးမယ်ဆိုကိစ္စရေပေါ့ရှမ်းလူတွေဖြစ်ခဲ့တယ်ပြီးရဲ့အခါမှာဒီ company ကနေပြီးတော့သူတို့ရဲ့အိမ်ကိုတရားသွားလေဟို budget ရှာ budget ရှာဖို့လို့ပြပတ်စံရှာတဲ့နီးလန်းနေညာပြောပါတယ်ဒီတော့လဲမော်ပါလေသူ့ရဲ့အိမ်ကိုသူကဒီကုမ္ပဏီကိုဝယ်ခိုင်းနေတိတ်နှထောင်နဲ့အမေဒါဒိုင်းရိုက်ထောက်ပံ့တော့မဟုတ်ဘူးဒီလားကကြတယ်လေအဲ့လိုအခွက်လေးရှိရဲဆိုတော့မိဘပြည်များသိစေချင်ပါတယ်ရှိရဲလေအရင်ကဆိုပကြီကားရောင်းတာလို့ပါလို့ဆိုလေဟိုလူတယောက်ကပကြီကားအောင်နှစ်သက်လို့ဝယ်ရဲဆိုတာတမျိုးပေါ့နော်ဒါပေမဲ့အစိုးရတွေမှာကဒီလိုအကတိကိစ္စကိုလုပ်တဲ့နေရာမှာပုံစံအမျိုးမျိုးရှိရဲရှင့် မုံဘုံအောက်မှာရွှေတုံးထည့်တာတို့မုံဘုံထဲမှာပတ်စံအထက်လိုက်ထည့်ထားတာတို့အဲပြီးတော့မုံချင်းထဲမှာပတ်စံတွေပါတာတို့ရွှေတွေပါတာတို့ပေါ့နော်ချက်လက်မှတ်တွေပါတာတို့ပြီးတော့အခုလိုပြောချင်းသူရဲ့အိမ်ကသိန်း200လောက်ပဲတန်တာအောင်3000ကျော်ဝယ်လိုက်တာလို့စသဖြင့်ပေါ့နော်အဲ့လိုမျိုးအများကြီးရှင်ပုံစံမျိုးစုံနဲ့အကြေမှုတွေရရှိရယ်ရှင်းပြရရင်စီးပွားရေးသမားတွေကလည်းတက်လာသမျှအစိုးရလူကြီးတွေကိုဝယ်ဖို့အတွက်ကိုအမြဲတမ်းစူးစမ်းနေကြတာတူတာလေ အဲ့တော့အဝယ်ခံတဲ့သူကကြတော့ဒီလိုမျိုးပတ်စံလေးပေါ့ရုတ်တက်ကြီးဘန်ကောက်လေးပေါ့ပတ်စံ9သိန်း9000တို့3000တို့3000တို့ဖြစ်သွားတဲ့သူတွေကအဲ့ဒါအဝယ်ခံလိုက်တဲ့သူတွေအဲ့ဒီလူတွေဟာဆိုရင်နိုင်ငံတော်ကနေပြီးတော့စီစဉ်ရမယ်ဘန်နာကိစ္စတွေလုပ်ငန်းကိစ္စတွေကြတော့ဒီလုပ်ငန်းရှင်တွေဦးစားပေးတာဒါရှိပြောလို့ရှင်ဒီကမ္ဘာလုံးမှာဖြစ်ပေါ်နေတဲ့ဈေးကွက်ကြီးတစ်ခုလို့ရှင်မြန်မာနိုင်ငံမို့လို့ထူးပြီးဖြစ်နေမှာမဟုတ်ဘူး သိလားဒါလေးတွေမိဘပြည်များဘုသူဒ္ဒနေနဲ့ပြောပြတာပါရှင့်ဒါကဘယ်လိုပြောရမလဲချို့အမှုတွေဆိုရင်ဒါအမှုဖြစ်သွားပြီးရဲ့နောက်မှာဒီလိုမျိုးတွေတေးကြရတယ်ဆိုတာသိရတဲ့အတွက်ကျွန်တော်ပြန်ပြောပြတာပေါ့နော်အမှုမဖြစ်ဘဲနဲ့ပေးတဲ့ထူးဆန်းတဲ့နီးလန်းရယ်ရှိသေးရဲ့ရှင့်အဲ့ဒါလေးတော့ကျွန်တော်မတင်ဆက်သေးဘူးပေါ့နော်ခဏမျိုးတိတ်ထားလိုက်မယ်မတင်ဆက်သေးဘူးရှင့် အချို့ဟာကြာကျွန်မပြောသလိုပါရှင်အမှန်တရားအလုံးကပြောဖို့မသိဘူးလေဟုတ်တယ်မလားဒါပေမဲ့ပြောတဲ့အချက်အလုံးကတော့အမှန်တရားဖြစ်စေရမယ်ဒီလောက်ပါပဲเนาะဒါတော့ဒီလောက်လေးပဲသိထားကြပါရှင်အဲ့လိုဇာတ်လမ်းလေးရှိပါတယ်ဒါကြောင့်ကျွန်မတို့ကဘယ်ဆိုတာတက်တက်လေ့လာစောင့်ကြည့်ပြီးတော့ထိမ့်သိမ်းရမယ့်တာဝန်ကတော့မိဘပြည်သူတွေမှာရောမီဒီယာတွေမှာရောရှိတာပါရှင်ဒီတော့အရာအလုံးဆက်ဆက်လိုက်မယ်ဆိုရင်တော့နိုင်ငံတိုင်းမှာအစိုးရအဖွဲ့အစည်းတိုင်းမှာတာခိုတွေရှိတတ်တယ်ရှင်ဒီလားတာခိုဆွဲဟာဘူးပေါ့เนาะကျွန်မဘာကြောင့်ပြောလဲဆိုတော့ပုံမြင်လေးတစ်ပုဒ်ရှိရတယ်ကျွန်မလည်းပုံမြင်ပြောတတ်တာဆိုတော့လေဆက်ဆက်နေလို့ပြပြနိုင်အောင်ရှင် အရင်တော့ကရင်အဖွားကြီးတယောက်ရှိရဲတဲ့သူကသူ့အိမ်မှာသူကတယောက်တည်းနေတာသူကလေကရင်အဖွားကြီးဆိုတော့မြန်မာစကားပြောတဲ့ခါကျတော့မပီဘူးပေါ့နော်မပီရဲ့ခါကျတော့သူပြောရင်တိတ်ပြီးတော့အဲ့လိုနည်းနည်းနားမလဲတဲ့စကားလုံးလေးပါတာပေါ့ရှင်သူပြောရင်တိတ်မပီဘူးပေါ့မပီရဲ့ခါကျတော့တရက်ကျတော့သူကအိမ်မှာတယောက်တည်းအိမ်နေရှင်သူ့အိမ်ကိုတခိုးဝင်နေရှင်တခိုးကဝင်ရောဝင်လဲဝင်ရောချွတ်ချွတ်ချွတ်အတန်ကြတာပေါ့နော်တန်ကြတော့သူကလန့်လို့ဝါလန့်လို့ဝါချိန်လဲကြတဲ့ကျတော့ကရင်အဖွားကြီးကဗာမေးလဲဆိုတော့သူကတခိုးလားတဲ့စကားမပီဘူးလေအမှတ်တခိုးလားလို့မေးလိုက်တာ ။ဒါပေမဲ့သူကစကားမပြီးဘူးလေလုံးမပွဲတော့ตาခိုလားဆိုတော့တခွကြားသွားတယ်။ကြားတော့ဟဲ့ตาခိုလားလို့နေတယ်တဲ့။ကြည့်ရတာတဲ့။ဒီအဖွားကြီးမှာတားရှိရဲနဲ့တူရဲဒီဖွားကြီးတားနမယ်ကတားခိုနဲ့တူပါတယ်တဲ့ဆိုပြီးတော့သူကဘာပြန်ဖြေလဲဆိုတော့ငားတဲ့အရှောင်ဆောင်ကြီးဖြေလိုက်မယ်ပေါ့နော်အဖွားကြီးဆိုတော့တင်လာဟိုတိတ်ပဲမကြားတော့ဘူးမသိတော့ဘူးဆိုပြီးတော့သူကဘာလို့ပြန်ဖြေလဲဆိုဟုတ်ကဲ့အမေတဲ့ကျွန်တော်တားခိုပါတဲ့ပြန်ဖြေလိုက်ပေါ့ပြန်လဲဖြေလိုက်အဖွားကြီးကတိသွားတာပေါ့တိသွားတော့အဲတခိုးတခိုးတခိုးဆိုအော်ပါလေတားခိုတားခိုဆိုပြီးအော်ပါလေရောရှင် ဟိုလေဟိုရက်ကွက်ကသိသွားတဲ့ခါကျတော့အသာခိုဖမ်းသွားအဲ့လိုပေါ့နော်အဲ့တော့နိုင်ငံတိုင်းမှာအသာခိုတွေရှိတယ်ရှင့်ဟဲ့လားအသာခိုတွေရှိတယ်နော်ဟောဒါမှမဟုတ်တာနော်ဆိုရင်တခိုးကိုတခိုးလို့ခေါ်တာကရှိုင်းတယ်အသာခိုလို့ခေါ်ဟောကျွန်မသင်ပေးလိုက်တာတခါတိုင်းဘာပြီလို့တွေကိုလေဟိုလေအသာခိုတွေရှိရတဲ့အတွက်ကျွန်မတို့ကတော့ဒီအသာခိုတွေကိုသတိထားရမှာပေါ့နော်အသာခိုတွေကိုလည်းကျွန်မမှာကျင်တာကဒီနိုင်ငံတော်ဘဏ္ဍာကိုအရန်ကြီးအရန်ကြီးဆွတ်ဆက်ပြီးတော့အသာခိုမလုပ်ပါနဲ့လို့ပြောချင်ပါတယ်ရှင့်ဘာကြောင့်လဲဆိုတော့ကျွန်မနိုင်ငံအခွန်ရတာနေတာတကြောင် အောက်ကလိုအပ်ချက်ကများတာဒါကြောင့်ဈားတွေကတောက်ခိုးတွေအရန်လုံလို့ရှင်ဘန်းနာတွေမလဲပတ်ပဲနဲ့နိုင်ငံဒုက္ခရောက်ပါရှင်ဒါကြောင့်ကိုရာလူစင်လိုက်ယူကြရှိရဲဆိုလဲမယူနဲ့မပြောပါဘူးရှင်နိုင်ငံတော်မှာအစိုးရဖြစ်လာပြီဆိုမှတော့ဒါနစ်နာခံမှုတွေစူးစမ်းမှုတွေနဲ့ဖြစ်ကြတာပဲသူသူကိုကိုနည်းနည်းပပတော့ရှင်နည်းနည်းပပတော့ရှိမှာပဲကျွန်မတို့သဘောပေါက်လဲရှင်ဒါပေမဲ့အရန်ကြီးတောက်ခိုးမလုပ်ပါနဲ့လို့တော့ပြောချင်ပါရှင်တိုက်တွန်းချင်ပါရှင်မေတ္တာအခံချင်ပါရှင်အခုမြစ်တန်အခံချက်လေးကမြန်မာနိုင်ငံမှာဘယ်သူပဲအစိုးရဖြစ်ဖြစ်ဘယ်သူပဲအစိုးရအဖွဲ့ဝင်ဖြစ်ဖြစ် လိုက်နာပေးမယ်ဆိုတော့ကျမတို့မိဘပြည်သူများအားလုံးကအကျိစုအထူးပဲတင်ပြီးတော့ဝမ်းမြောက်ဂုဏ်ယူလျက်ရှိမှာပါရှင်။ကျမတို့နိုင်ငံမှာတာခိုတန်ကိုခံနေရပါတယ်။ဒါကြောင့်တာခိုတွေအရင်မလုပ်ကြပါနဲ့။တာခိုလောက်တာတွေရှော့ကြပါလို့သာကျမနေနဲ့တိုက်တွန်းချင်ပါတယ်ရှင်။ခုလိုပြောပြပြီးသွားတဲ့အတွက်ဆန္ဒပါစုလည်းကျေးဇူးတင်ပါတယ်။မှန်တာပေါ့ဗျာအနန္တီလက်ထက်တော်စုလက်ထက်တခိုးတွေအများကြီးပေါ်ထွက်ခဲ့တယ်နော်။ဒါပြောရမယ်ဆိုရင်တော့ဟိုဆန္ဒပါစုပြောသလိုပဲဆိုရအစင်းစက်မှာတော့ရှိကြတာပေါ့အကလီမှုနဲ့မတင်ပါဘူးနော်။ ဒါပေမဲ့စစ်ဆိုရလက်ထက်ကိုလက်ညှိုးထိုးခဲ့တဲ့ NLD ဆိုရကြတော့ဘောအပြစ်တွေကင်းစင်ရလားတခိုးတွေမရှိခဲ့ဘူးလားမခိုးခဲ့ဘူးလားဒါကိုသိဖို့လိုတယ်ဗျာနော်အဲဒါကြောင့်မို့ညီပိန်းတွေကကိုယ့်ဘက်ကိုတိတ်ပြီးတော့မရက်ကြနဲ့လက်မျိုးမလုပ်ကြနဲ့နော်အ ਨੇ ဆုံးတော့အခြေခံအဖြစ်အတူတူကြီးပဲဆိုတာသိတာတင်တယ်ခေါင်းနဲ့လူရှိတယ်လို့မခေါင်းနဲ့လူရှိတယ်ဒါအောင်နားလေတက်ဖို့လိုတယ်ဗျာနော်